အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြိတ္တတွေအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားတဲ့နေ့ကိုကြည့်ရမယ်ဆိုရင်တော့ Bayern Munich အသင်းရဲ့ Elnasa အသင်းကတော့အခုလက်ရှိမှာ AC Milan အသင်းရဲ့တောင်ပိုင်းစားမ Rafael Leao ကိုတောက်လျှောက်ချဉ်းကပ်ရရှိတယ်အသက်25နှစ်အရွယ်ရှိတဲ့ပိုတူဂီတောင်ပိုင်းစားမက Milan ကနေ DRT မှာထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့ Euro 180လောက်ရရင်ရောင်းချမယ်လို့အတည်ပြုပြီးတဲ့နောက် ထိတ်တန်းကလပ်အသင်းနှစ်သင်းကဒီစားမောက်ကိုခေါ်နိုင်ဖို့ကြိုးပမ်းနေရှိတာပါเทโยฮานันเดสကတော့ AC မီလန်ကထွက်ခွာပြီးတော့ဆော်ဒီကိုပြောင်းမှာမဟုတ်ပေမဲ့သူ့အနေနဲ့အတ္တလတီကိုမက်ဒရစ်ကိုပြောင်းဖို့ဆန္ဒရှိကြောင်းထုတ်ဖော်ဝန်ခံလာပါတယ်။အသက်29နှစ်အရွယ်ရှိတဲ့ပြင်သစ်တောင်ပိုင်းကစားသောကိုဒါဆော်ဒီအာရေဗျာကလပ်အာဟီလာအသင်းကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးမှအတ္တလတီကိုမက်ဒရစ်ကိုပဲပြောင်းဖို့စဉ်းစားပြီးဆော်ဒီကိုပယ်ချခဲ့တာလည်းဖြစ်တယ်။ ာဆိုနာအပြင်ကတော့ Spotify Camp ကိုလာမယ့် September 20ရက်နေ့မှာပထမဆုံးချိန်ပြန်လည်အသုံးပြုနိုင်ဖို့နီးရလီ ready ဖြစ်နေပြီလို့ဖော်ပြထားတယ်။ La Liga ဘောလုံးဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Javier Tebas မှာလည်း Barcelona ဘင်က September 20ရက်နေ့မှာသူတို့ရဲ့ La Liga ပွဲစဉ်တွေပြန်ကစားနိုင်ဖို့အချိန်မီနေပြီဖြစ်ကြောင်းအသိပေးထားတယ်လို့ဖော်ပြထားပါတယ်။ Barcelona ဘင်ကဂိုးသမား Ma Andre Ter Stegen ကိုစာချုပ်ဖြတ်သိမ်းဖို့ကံလန်ခဲ့တယ်။စာချုပ်က3တိတောင်ချန်သေးပြီး တော့မအန်ဒရီချက်စီကန်ကိုလောက်ခလာစာတနှစ်သာပေးမယ်လို့ကောင်းလန့်ခဲ့ပေမယ့်ကစားမကပယ်ချပြီးတော့လက်ချန်စာချုပ်၃နှစ်စာအတွက်ယူရို၄၂တန်းတောင်းဆိုထားပါတယ်။ အတလတီကိုမက်ဒရစ်အသင်းကိုပြောင်းရွှေ့ပြီးအငှားကစားနေတဲ့ခလီမီလောင်လက်ကိုဘာဆိုနာကစာချုပ်ဖျက်သိမ်းလိုက်ပါတယ်ဒီစားမက2026ထိစာချုပ်ရှိပေမဲ့ဘာဆိုနာသင်းကသူ့ကိုအလွတ်နဲ့ထွက်ခွာခင်ပေးတဲ့အတွက်အတလတီကိုမက်ဒရစ်ကသူ့ကို2028ခုနှစ်ထိ3နှစ်စာချုပ်နဲ့ခေါ်ခဲ့တာပါတဖက်မှာတော့ Real Madrid အသင်းရဲ့ဒီပြ Javi Alonso က Club World Cup ပြိုင်ပွဲမှာသူတို့ချန်ပီယံဖြစ်ဖို့အဓိကပြတ်မှတ်ထားနေကြောင်းနဲ့ Club World Cup ပြိုင်ပွဲမှာ နောက်ခံကစားမဖြစ်ဖြစ်တဲ့ Everu Fernandez ကို ၃နိုင်မှမှုချောင်းဝင်ခံခဲ့တယ်ဒီစားမကဒီနိုယာဒီမာပဲရယ်မက်ဒရစ်ကိုယူရို90နဲ့ဘန်ဖီကာအသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့မက်ဒရစ်ကသူ့ကိုကလပ်ဝေါကပ်အပြီးမှပဲသုံးဆွဲနိုင်မှာဖြစ်တယ်ရယ်မက်ဒရစ်အသင်းကခေါ်ထားတဲ့ဘုံမောက်ရဲ့စပိန်နောက်ခံကစားမဒန်ဟော့စင်ကတော့တော်နမတ်24ဝစ်စင်သွားမှာဖြစ်တယ်ဒီစားမကယူရို60ရိုးချေးစာချုပ်နဲ့ခေါ်ယူထားတာဖြစ်ပြီးအလွန်ဆိုကတော့သူကအရေးပါတဲ့ကစားမတစ်ယောက်ဖြစ်လိမ့်မယ်လို့ချီးကျူးလိုက်ပါတယ် မန်ချက်စတာယူနိုက်တက်အသင်းကမာဆေးအသင်းကိုပြောင်းသွားတဲ့အက်ဒရီယန်ရော်ဘီယော့စ်ကိုပြီးခဲ့တဲ့နွေရာသီလကခွန်ယူဖို့ကမ်းလှမ်းခဲ့ကြောင်းဝန်ခံခဲ့တယ်။ကစားမောင်းကိုယ်တိုင်ကယူနိုက်တက်နဲ့နှစ်ချိန်သုံးချိန်သတင်းထွက်ခဲ့ပြီးတော့မှပြီးခဲ့တဲ့ချိန်မှာကမ်းလှမ်းမှုတွေရှိပေမဲ့သူကိုယ်တိုင်ကပြင်သစ်ကလပ်မာဆေးကိုရွေးချယ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့တာပါ။ အာစနယ်သင်းကတော့ရဲဆူစီတက်သင်းရဲ့ကွင်းလင်ကစားမမာတင်ဆူပါမန်ဒီကိုအပြီးသက်ခေါ်ဖို့သဘောတူလိုက်ပါပြီ။ကစားမကအာစနယ်နဲ့စာချုပ်စာမတ်တွေထိုးပြီးသားဖြစ်ပြီးတော့ Nation League ပြိုင်ပွဲပြီးတဲ့အချိန်မှာအာစနယ်ကိုလာရောက်ပူးပေါင်းပြီးဖြစ်တဲ့ဆိုတော့ pre season tour သွားမဲ့အာစနယ်သင်းကို မာတင်စူပါမန်ဒီရောက်ရှိမှာဖြစ်သလိုရီယယ်မက်ဒရစ်နဲ့ထွက်ပေါ်တဲ့သတင်းတွေဟာကောလာဟာလာတာဖြစ်ကြောင်းဒေးဗစ်အွန်ဆင်ကအတည်ပြုခဲ့ပါတယ်။အာစနယ်သင်းဘက်ကမိုင်းလူးစ်ကယ်လီကိုတတ်တန်းထတ်တိုးမှာပါအသက်၁၈နှစ်ဝယ်ရှိတဲ့ဒီလူငယ်ကစားသမားလေးကိုရီယယ်မက်ဒရစ်သင်းကစိတ်ဝင်စားနေတာဖြစ်ပြီး၂၀၂၆ထိစာချုပ်တစ်နှစ်ပဲကျန်တော့တဲ့သူကိုကလပ်ဘက်ကကာလာရှိချ၅နှစ်ကနေ၆နှစ်ထိတတ်တန်း ထတ်တိုးမှာဖြစ်တယ်။မီခဲအာတီတာတို့ဘက်ကဘန်ဂျမင်ဆက်စကိုအပြောင်းရွှေ့ကိုစတင်ဆွေးနွေးနေပြီဖြစ်တယ်။ Leipzig ဘက်ကတန်း80လောက်ထိလိုချင်ပြီးတော့ Arsenal ကပေါင်တန်း60နဲ့ခုံယူသွားဖို့သူတို့ဘက်ကပြင်ဆင်ထားပြီးတော့လက်ရှိအချိန်မှာနှစ်ဖက်ကြားဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ဖော်ပြထားပါတယ်။ Manchester City ကဟိုတနေ့ကပဲထိတ်တန်းအပြောင်းရွှေ့၃ခုစလုံးအပြီးသတ်ပါပြီ။ AC Milan ကွင်းလက်ကစားမ Rider ကိုခေါ်ယူခဲ့တဲ့တစ်ဖက်က Wolverhampton ရဲ့ Ryan Agnori ကိုခေါ်ယူခဲ့ပြီးမှပြင်သစ်ကလပ် Lyon ရဲ့အသက်22နှစ်အရွယ်ရှိတဲ့ကွင်းလက်ကစားမ Ryan Chancri ကိုပါပေါင်34သန်းနဲ့ခေါ်ယူခဲ့တယ်။ဒီစားမ3ယောက်အတွက် Manchester City ကပေါင်134သန်းသုံးခဲ့တာဖြစ်တယ်။ Man City အနေနဲ့ Chelsea အသင်းရဲ့တတိယဂိုးသမား Marcus Bernatelli ကိုသူတို့ဘက်ကတတိယဂိုးသမားဖြစ်ခေါ်လိုက်ပါတယ်။ Scott Carson ကိုသူတို့ကထွက်ခွာခွင့်ပေးတဲ့အတွက်သူတို့ရဲ့တတိယဂိုးသမားဖြစ် ချယ်ဆီကိုမောက်ကိုခေါ်ယူခဲ့တာဖြစ်တယ်မန်ချက်စတာစီးတီးရဲ့တောင်ပံကစားမဂျက်ဂရီလစ်ကိုတော့ဘိုင်လီဗာကူစင်ရဲ့နီးပြအရစ်တန်ဟာကစိတ်ဝင်စားလျက်ရှိတယ်အထူးသဖြင့်ဖလိုရီယန်ဗတ်ထွက်သွားတဲ့အချိန်မှာ အရီတန်ဟာကသူ့နေရာမှာအစားထိုးဖို့အတွက်ဂျက်ဂရီလစ်ကိုစိတ်ဝင်စားလို့ဂရီလစ်ကိုအေဗာတန်နဲ့နယူကာဆယ်အသင်းတွေကလည်းလိုချင်နေတာပါဗစ်တာယော့ကရက်ကိုမန်ယူနိုက်တက်ကတရားဝင်ဆက်သွယ်ကမ်းလှမ်းထားပြီးတော့စတင်ခေါ်ယူဖို့ကြိုးပမ်းနေပါတယ်အသက်26နှစ်အရွယ်ရှိတဲ့ဆွီဒင်တိုက်စစ်မှုကစပိုတင်လစ်ပေါ်မှာခြေစွမ်းပြသူဖြစ်ပြီး ပြောင်းရွှေ့ခြေပေါင်တန်း60နဲ့ထွက်ခွာခွင့်ရှိသူဖြစ်ပြီးတော့ Manchester United ကတော့ဒီစားမကိုစတင်ဆွေးနွေးနေပြီဖြစ်တဲ့ Man United အနေနဲ့လက်ရှိမှာ Barcelona ကထွက်မယ်လို့ပြင်နေတဲ့ Ma Andre Ter Stegen ကိုစိတ်ဝင်စားလေးရှိပါတယ်။ အန်ဒရီအိုနာနာနီယာအစားထိုးဖို့အတွက် United ကသူ့ကိုသဘောကျနေတာဖြစ်ပြီးတော့မာအန်ဒရီတက်စတီကန်ကိုနိုင်ကဘာဆိုနာအသင်းကနေထွက်ခွာခွင့်ပေးထားပြီးဖြစ်တဲ့အတွက် Chelsea နဲ့အပြိုင် United ကသူ့ကိုခေါ်ချင်နေကြောင်းဖက်ကမာကာကဖော်ပြထားတာပါ Chelsea အသင်းကတော့ AC Milan ကိုသမားမိုက်မန်ညိုကိုပေါင်၁၈တန်းထိတိုးပေးခဲ့ပြီးတော့အပြောင်းရွှေ့အပြီးတက်ဖို့လှုံ့ဆော်နေပါပြီဒီ၁၈တန်းမှာသူ့ရဲ့လောကလာစာအပါအဝင်တခြားခံစားခွင့် bonus တွေကိုပါထည့်သွင်းပေးတာဖြစ်ပြီး Chelsea ကဒီပြောင်းရွှေ့ကိုအများဆုံးအပြီးတတ်ဖို့လုပ်နေပါတယ်ချက်စီနေနဲ့အခုလက်ရှိမှာပြင်သစ်ကလပ်စထရာဘော့ရဲ့လူငယ်ကစားသမားမမဒူဆာကိုခေါ်လိုက်ပါတယ်ဒီကစားသမားကချက်စီရဲ့စစ်စတာကလပ်အသင်းကခေါ်တာဖြစ်ပြီးတော့2033ခုနှစ်ထိစာချုပ်ချုပ်လိုက်တာပါချက်စီဘက်ကဂျူဘရီဟောအပါဝင် အူဒူချူကူနဲ့ခါလီရှုမမန်ကာနဲ့ကစားမအများစုကိုရောင်းထုတ်ဖို့ရှိတယ်အထူးသဖြင့်သူတို့အနေနဲ့နွေရာသီဘတ်ဂျက်ရဖို့ကစားမအနည်းဆုံး၈ယောက်နဲ့၁၀ယောက်ချကလပ်တင်းကထွက်ခွာသွားဖို့ရှိကြောင်းဆိုပါတယ် ထော့နာဟော့စပါတင်ကသူတို့ရဲ့နီးပြတဲ့ဖြစ်လက်ရှိမှာတောမက်စ်ဖရန့်ကိုခံဖို့သဘောတူလိုက်ပါတယ်ဘရန့်ဖို့တင်ရဲ့နီးပြကိုစပါကရိုချင်းဝင်10တန်းပေးဖို့သဘောတူညီတဲ့အတွက်တောမက်စ်ဖရန့်ကထော့နာဟော့စပါရဲ့နီးပြတဲ့ဖြစ်လာမှာပါထော့နာဟော့စပါတင်ကလက်ရှိမှာပဲဘုံမောင်ရဲ့တောင်ပန်းစားမအန်ထွမ်ဆမ်ပန်ညိုကိုလည်းချင်းကပ်ထားတယ်ဒီစားမောက်ကိုစပါကအချိန်တော်ကြာစောင့်ကြည့်နေတာဖြစ်ပြီးတော့လက်ရှိမှာတော့ဘုံမောင်အသိရှိကနေ တန်း60နဲ့ခေါ်ယူခွင့်ရှိကြောင်း Sky Sport ကဖော်ပြထားတာပါ Liverpool ကလည်းသူတို့ရဲ့တိုက်စစ်ပိုင်းအတွက် ယူဂို အကီတီကေကိုချဉ်ကပ်လာပါတယ်အိုက်ထရန်ဖရန်ဘတ်ရဲ့ပြင်သစ်တိုက်စစ်မှုကိုလီဗာပူးအပြင်ချယ်ဆီသင်းကလည်းစောင့်ကြည့်နေတာဖြစ်တယ်အသက်22နှစ်အရွယ်ရှိတဲ့ပြင်သစ်တိုက်စစ်မှုကိုအိုက်ထရန်ဖရန်ဘတ်ကယူရိုတန်100ထိဈေးသတ်မှတ်ထားပြီးလီဗာပူးအသင်းကတော့ရိုယာဒီမာသူ့ရဲ့တိုက်စစ်ပိုင်းကနူးညံ့တဲ့ဂျူတာသာထုတ်ခဲ့ရင်အစားထိုးဖို့စတင်ဆွေးနွေးဖို့ပြင်ဆင်နေတာပါလီဗာပူးအနေနဲ့ Florian Vasquez အပြောင်းအရွှေ့ကိုနောက်ဆုံးအချိန်ကာလမှုနဲ့ပေါင်118တန်းထိပေးဖို့ဆုံးဖြတ်လိုက်ပါတယ် တယ်ကိုတော့ကိုမှဖော်ပြချက်ရရောဒီလီမေးရဲ့ဖော်ပြချက်ရဘိုင်ယလီဘကူစင်ကလီဗာပူးရဲ့133တန်းတတိယအချိန်ကာလမှုကိုထပ်မံပေးချခဲ့တာဖြစ်တယ်လက်ရှိမှာတော့လီဗာပူးကလီဗာကူစင် လိုချင်တဲ့138တန်းထိပေးပြီးတော့ဒီစားပေါက်ကိုအပြီးတနိုင်ဖို့ကြိုးပမ်းနေတာဖြစ်တယ်ဖလော်ရန်ဗတ်စ်ကလီဗာပူးကို လာမယ်ဆိုရင်တော့တပတ်လောက်ခလာစားပေါင်3သိန်း4000ထိရရှိမှာဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုมาလည်းဖြစ်တယ်လီဗာပူးရဲ့ကွင်းလယ်ကစားမဟာဗီအဲလီယက်ကကလပ်သင်းကထွက်ခွာဖို့ဆန္ဒမရှိကြောင်းနဲ့ဒီသင်းမှာနေရာရဖို့အတွက်ဆက်ပြီးကြိုးပမ်းခြင်းကြောင့်ပေါ်ပြထားတယ်ကလပ်ဘက်ကဒီကစားမကိုပေါင်တန်း40လောက်ရရင်ထွက်ခွာခွင့်ပေးဖို့ပြင်ဆင်ထားပေမဲ့ဟာဗီအဲလီယက်ကကလပ်သင်းမှာဆက်ရှိချင်တာပါ အင်တာမီလန်အသင်းကဆော်ဒီအာရေဗျကိုပြောင်းသွားတဲ့နီးပြဒီမြူနီအင်ဇာဂီနီယာမှာသူတို့ရဲ့နောက်ခံလူဟောင်းခရစ်ယာန်ခီဘူးကိုနီးပြအဖြစ်ခံလိုက်ပါတယ်။ဆော်ပိုင်တုံးကကိုမိုနီးပြဖြစ်လာနိုင်ပွဲရှိသလိုဆက်ဖာဗရီကကအင်တာကိုပယ်ချလိုက်တဲ့အတွက်ခီဘူးကိုအင်တာက2029ခုနှစ်တနည်းစာချုပ်ချုပ်ဆိုလိုက်တာပါ။ဆော်ဒီကလပ်အာဟလာအသင်းကဗစ်တာအိုရှီမန်ကို6ချိန်မြောက်ကျိုးပန်းမှုအဆုံးသတ်ပြီးနောက် ထပ်မံခေါ်ယူတော့မှာမဟုတ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။အာဟလာဟာလက်ရှိမှာရိုမအသင်းရဲ့ဘယ်နောက်ခံစားမှာအန်ဂျလီနိုကိုလည်းခေါ်ယူဖို့ကမ်းလှမ်းထားပြီးတော့ပြောင်းရွှေ့ချေယူရို24တန်းထိပေးထားပါတယ်။ ်ပါရီစ်စင်ဂျာမိန်အသင်းရဲ့စပိန်ကွင်းလက်ကစားမဖာဗင်ရူစ်ကိုတော့ဆော်ဒီယာရေးဗီယာကလပ်အန်နာစာကချင်းကပ်ရရှိတယ်ဒီကစားမကိုလူးစ်အင်နီကေအသင်းရဲ့အရေးပါတဲ့ကစားမတယောက်ဖြစ်သည့်တိုင်အောင်ဆော်ဒီကလပ်အသင်းကအရခေါ်ချင်တယ်လို့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဒါအောင်နာစာနေနဲ့နွေရာသီမှာထိတ်တန့်အပြောင်းရွှေ့တွေဖြစ်ဖို့ကြိုးပမ်းနေတာပါဆော်ဒီယာရေးဗီယာကလပ်အသင်းကသူတို့ရဲ့အဓိကကစားမစာဒီယိုမာနီအပေါင်းဝင်အော်တာဗီယိုနဲ့တစ်ဖက်ကမာဆယ်လိုဘလိုးဆိုပေနောက်ခံလူအိုင်မရစ်လာပေါ်တို့အားလုံးကို ိုရောင်းထုတ်ဖို့ရှိပြီးသွေးသစ်လောင်းဖို့ပြင်ဆင်နေတယ်လို့ဆိုထားပါတယ်။ Saudi Club ARL အသင်းကတော့ Northern Forest ကကွင်းလေကစားမား Morgan Gibbwhite ကိုချဉ်ကပ်ထားပါတယ်။ဒီကစားမားကို Newcastle United အသင်းကစိတ်ဝင်စားပေမဲ့ Northern Forest ကအင်္ဂလန်ကစားမားက Premier League မှာပဲဆက်ရှိပြီး Saudi Club အသင်းကိုပြောင်းရွှေ့ဖို့စံနာမရှိကြောင်းဆိုပါတယ်။ Italy ဘောလုံးပွဲချုပ်ကတော့ နီးပြလူစီယာနိုစပယ်လက်တီနဲ့လမ်းခွဲပြီးတဲ့အချိန်မှာနီးပြတင်စားတင်ရှာဖွေနေပြီဖြစ်တယ်။အီတလီဘောလုံးဖွဲ့ကျုပ်ဘက်ကသူတို့ရဲ့နီးပြဖြစ်အရင် Chelsea, Leicester City, Roma တင်းရဲ့နီးပြဟောင်း Claudio Ranieri ကိုနီးပြဖြစ်ခံဖို့ဆန္ဒရှိကြပါလက်ရှိမှာတော့လူစီယာနိုစပယ်လက်တီက Modoba နဲ့ကင်တဲ့ပွဲဟာသူ့ရဲ့နောက်ဆုံးပွဲဖြစ်ခဲ့ပြီးတော့ Norway ကိုရှုံးနေခဲ့တဲ့ပွဲပြီးမှယာဒုကထွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။လက်ရှိမှာတော့အီတလီအသင်းကိုတတိယအကြိမ်မြောက်ကမ္ဘာဖလားချေစပွဲ ဲမအောင်မဲ့အခြေအနေမျိုးကိုစိုးရင်ရတဲ့အတွက်အီတလီဘောလုံးဖွဲ့ချုပ် FIGC ကစပယ်လတီနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီးတော့ကလော်ဒီယိုရာနီယန်ဒီကိုနီးပြပစ်ခံဖို့သူတို့ဘက်ကပြင်ဆင်နေတာပါဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကြသင်းပါအားလုံးကျေးဇူးတင်ပါတယ်